just star လေချောင်းလိုက်နဲ့ခီးသွားဖို့လင်းရင်လက်မှတ်ဝယ်ထားတာများရှိပါသလားလင်းရင်လက်မှတ်ဖိုးပြန်ထုတ်ဖို့ဒါမှမဟုတ်ရင်လဲကိုယ်လက်မှတ်ကိုဘယ်လေချောင်းလိုင်းကိုပြောင်းလိုက်ပြီလဲဆိုတာကိုစုံစမ်းပါလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ Australia အခြေစိုက် Qantas လေချောင်းလိုင်းကသူ့ရဲ့ budget လေချောင်းလိုင်းတစ်ခုဖြစ်တဲ့ Singapore အခြေစိုက် Jetstar Asia လေချောင်းလိုင်းကို ပိတ်လိုက်ပါတယ် quarters လေးချောင်းလိုက်ကလီယင်တွေကိုအသစ်ပြုပြင်ဖို့ Australia dollar တန်900အတုံးပြုဖို့အတွက်လိုအပ်လာတာကြောင့်အခုလိုမျိုး Jester Asia လေးချောင်းလိုက်ကိုပိတ်လိုက်တာလို့ဆိုပါတယ် Jester Asia လေးချောင်းလိုက်ကလီယင်ပြန်တမ်းမှုတွေအလုံးကိုဇူလိုင်လ31ရက်နေ့မှာနောက်ဆုံးအဖြစ်ပြန်တမ်းပြီးတော့ရက်ဆိုင်သွားတော့မှာဖြစ်ပါတယ် Jester Asia လေချောင်းလိုင်းကတော့ဇူလိုင်လ31ရက်နေ့နောက်ပိုင်းမှာဝယ်ယူထားတဲ့လက်မှတ်တွေကိုလေရင်လက်မှတ်ဖို့အပြည့်ပြန်အမ်းမဲ့ ဒါနဲ့ပြီးနောက်ပြီးတော့ဒီဒါမှမဟုတ်လို့ရှင့်လဲပေါ့လေတခြားလေချောင်းလိုင်းတစ်ခုခုကိုပြောင်းပေးမယ်လို့ဆိုထားပါတယ် Jetstar Asia လေချောင်းလိုင်းဟာဒီစင်ကာပူအခြေစိုက်ဖြစ်ပြီးတော့မြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံပေါင်း၁၄နိုင်ငံနဲ့ Australia နိုင်ငံတို့ကိုပြေးဆွဲနေတာပဲဖြစ်ပါတယ်